ယောဂီများလုံးချိန်15မိနစ်တရားထိုင်မှာဖြစ်ပါတယ်။မိမိတို့ရဲ့ခန္ဓာကိုယ်ရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါ။အမျိုးသားများကတင်မြင်ခွေထိုင်ပါ။မျိုးသမီးယောဂီများလည်းတင်မြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်။ကြုံကြုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်။ တင်မြေပေထိုင်တဲ့ရိယာပုစိတ်တိုင်းကြပြင်ပြီးဆိုရင်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်ပါလမထိတ်ထီလို့အစဉ်ပြေရင်ထီထားလိုက်ပါလမထိတ်နှစ်ခုထီလို့အစဉ်မပြေရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလမထိတ်နှစ်ခုထီခြင်းမထီခြင်းကအတိကမဟုတ်ပါဘူးအစဉ်ပြေသလိုထားလိုက်ပါ ကားကလေးပုံမှန်ထားပါကားလေးကိုဖြောင့်မှန်ယုံလေးပဲထားလိုက်ပါ ကောင်းရှင်းမငုတ်စေနဲ့ကောင်းရှင်းငုတ်ရင်ကိုကြောတွေတင်းလေးပြီးတော့ငိုက်တတ်ပါလေကောင်းတော့မလန်စေနဲ့ကောင်းတော့လန်ရင်လဲကိုယ်ခန္ဓာကို မနိုင်ပဲလဲကြတတ်ပါလေမျက်စိကိုဇင်းငယ်များမိတ်ပါ ညောင်းနဲ့မှအယောင်စက်အလင်းတွေဝင်ရင်အယုံတွေထွေပြတတ်ပါတယ်။မျက်စိကို အသာရလေးမှိတ်ထားလိုက်ပါ။တင်းနေခွေထိုင်ပါ။ဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်ပါ။ခါကလေးပုံမှန်ထားပါ။ခေါင်းရှည်မငုပ်စေနဲ့။ခေါင်းနောက်မလန်စေနဲ့။မျက်စိကိုဇင်းငယ်မြှိတ်လိုက်ပါ။ မိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုတ်စိတ်တိုင်းကြပြင်ပြီးဆိုရင်နာသီဝတ်ကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတပါစိတ်မသွာစေနဲ့နာသီဝတ်ကိုတတိကပ်တဲ့စာလုံးပြောတော့တမာတတိမက်ကင်အာယုံတပါစိတ်မသွာစေနဲ့ စာလိုပြောတော့တမ္မာဝါယမမေကင်မိမိရဲ့စိတ်တစ်ခုတည်းအာယုံတစ်ခုမှာစူးစီးနိုင်ပါစေစာလိုပြောတော့တမ္မာတမာတိမေကင်နာဒီဝလီလီတို့ထီဝင်သွားတယ်နာဒီဝလီလီတို့ထီထွက်သွားတယ်ဒီသဘောလေးကိုပဲတတိကပ်ပြီးတော့ရှုမှတ်ပေးပါ ောက်ပြီးတော့ခန္ဓာကိုယ်ကြီးယက်တည်နေသည်ခန္ဓာကိုယ်ကြီးအသက်ရှင်နေသည်ဝင်လေထွက်လေဆိုတာရှိနေပါတယ်ဝင်လေထွက်လေဆိုတာဖြစ်နေပါတယ်ငကိုရှိပြီးသားဝင်လေထွက်လေကလေးငကိုဖြစ်ပြီးသားဝင်လေထွက်လေကလေးကိုတတိထားပြီးတော့ကြည်လိုက်ပါနာဒီဝလေးလေးတို့တီဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတို့တီထွက်ရင် ထွက်သွားတဲ့သဘော ဒီသဘောလေးဟာ အထင်အရှားရှိနေပါတယ်တတိထာဝရိယစိုက်အာယုန်တပါစိတ်မသွာစေနဲ့နာဒီဝလေးလေးတွန့်တိုက်ဝင်ရင်ဝင်သွားတဲ့သဘောနာဒီဝလေးကလေးတွန့်တိုက်ထွက်ရင် ထွက်သွားတဲ့သဘောသိချာကြည့်ပါ မြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါ စူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာသမထဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာအာယုန်နေ မထွေပြားစေပါနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာ စိတ်တွေဟိုရောက်တီရောက်မရောက်ပါစေနဲ့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်နေတဲ့ချိန်မှာ စိတ်တွေဟိုပြေးဒီပြေးမပြေးမိပါစေနဲ့နှာသီးဆုံးနှာသီးဝနှခမ်းဖြာဝင်လေထွက်လေလေးပုံမှာပဲအာယုံကြာနေပါစေတတိထားပြီးတော့ကြည်ပါဂယုစိုက်ပြီးတော့ကြည်ပါစူးစိုက်ပြီးတော့ကြည်ပါယောဂီတို့ရဲ့နှာသီးဆုံးနှာသီးဝနှခမ်းဖြာမှာဝင်လေထွက်လေကလေး ထင်ထင်ရှားရှားရှိနေပါတယ်။ငကိုရှိပြီးသားဝင်လေထွက်လေလေးကိုနောက်ကနေတတိလေးကပ်ပြီးတိတိပေးနေုံပါပဲ။ယောဂီတို့တွေနေ့စဉ်နဲ့မျှလောကထဲမှာရုံကံသွာလာရှောက်ဖွေနေတုန်းကဝင်လေထွက်လေရှိမှန်းတတိကောင်းကောင်းမထားတော့မတိကြဘူးတဲ့လောကရမှာဆိုရင နေစဉ်ဘလို့အသက်ရှူနေသလဲလောဘနဲ့အသက်ရှူထုံနေကြတယ်ဒေါသနဲ့အသက်ရှူထုံနေကြတယ်မောဟနဲ့အသက်ရှူထုံနေကြတယ်မာနနဲ့အသက်ရှူထုံနေကြတယ်အတ္တနဲ့အသက်ရှူထုံနေကြတယ်ညူစုမှုအိတ်တာနဲ့အသက်ရှူထုံနေကြတယ်နှမျောလိုမှုမစ္စရိယနဲ့အသက်ရှူထုံနေကြတယ်တန်တရားတွေနဲ့အသက်ရှူထုံနေကြတယ်ခုကြည်စံယောဂီတို့ရဲ့ ခန္ဓာကိုယ်အရိယာပုကြီးကိုကမထအာယုံပေါ်တင်လိုက်မှဩနာတိဝမဝင်လေလေးရှိပါလားထွက်လေလေးရှိပါလားတတိထားကြည်တော့တိတိလာပါတယ်ယောဂီတွေနာတိဆိုနာတိဝနှခမ်းပြမှာလေကလေးတို့တီဝင်သွားတယ်တိပေးလိုက်ပါလေကလေးတို့တီထွက်သွားတယ်တိပေးလိုက်ပါ ထင်ရှင်းရှားရှားရှိနေပါတယ်အထူးရှာပြီးတော့ကြည်စရာမလိုပါဘူးလိုက်ပြီးတော့ကြည်စရာမလိုပါဘူးငကိုရှိပြီးတော့ဝင်လေထွက်လေလေးကိုပဲသတိထားပြီးတော့ကြည်ပေးနေုံပဲဝင်လေဝင်တိုင်းသိပေးလိုက်ပါ ထွက်လေထွက်တိုင်းသိပေးလိုက်ပါသတိထားဝရိယစိုက်အာယုံတပါး စိတ်မသွာစေနဲ့ဝင်လေတွဲလေးကိုသတိနဲ့ရှုမှတ်နေတဲ့ချိန်မှာခန္ဓာကိုယ်ရိယာပုဒ်တွေငြိမ်နေပါစေခန္ဓာကိုယ်ရိယာပုဒ်တွေလှုပ်တာလှဲတာမဖြစ်ပါစေနဲ့ခန္ဓာကိုယ်ရိယာပုဒ်တွေပြင်နာပြောင်းတာမဖြစ်ပါစေနဲ့တမထဆိုတာငြိမ်သက်မှုကိုလိုလားပါတယ်ရိယာပုဒ်လေးတည်ငြိမ်နေမှဝင်လေထွက်လေလေးရှုမှတ် အချက်တိုင်းအချက်တိုင်းမိနေတယ်အချက်တိုင်းအချက်တိုင်းမလွတ်တော့ဘူးနောက်သူကလေလေတုတ်တီဝင်သွားတယ်တိပေးလိုက်ပါနောက်သူကလေကလေးတုတ်တီထွက်သွားတယ်တိပေးလိုက်ပါတတိကောင်းရင်ကောင်းတယ်လို့အချက်တိုင်းအချက်တိုင်းမိနေပါတယ်တတိပါပဲတတိရှိရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းတိနေပါတယ်တတိဆွဲရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းမိနေပါတယ် ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းချက်တိုင်းသိနေပြီမိနေပြီဆိုရင်အရိယာပုလိယလည်းငြိမ့်နေတာစိတ်အေးချမ်းသွားတာကိုမိမိရဲ့နှာသီးဝါးမှာငိုရှိပြီးသားဝင်လေထွက်လေလေးကိုရှုမှတ်နေတာနဲ့စိတ်ကလေးကငြိမ့်ပြီးအေးနေတာတမထစိတ်ကိုချမ်းသာစေတယ်စိတ်ကိုငြိမ့်အေးစေတယ်စိတ်ကိုတည်ကြည်စေတယ်စိတ်ကိုခိုင်ခန့်စေတယ် စိတ်ကိုအကောင်းဘက်ကိုတွန်းပို့ပေးတယ်။သမထရဲ့အစွမ်းပါ။ဒါကြောင့်ယောဂီတို့ငိုရှိပြီးသားဝင်လေထွက်လေလေးကိုသတိထားပြီးတော့ကြည်ပေးလိုက်ပါ။သတိထားဝရိယဆိုင်အာယုံတပါစိတ်မသွာစေနဲ့။ ယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်လာတာအချိန်7မိနစ်ရှိသွားပါပြီအချိန်7မိနစ်ဆိုတော့တချို့ယောဂီတွေအရိယာပုတ်တွေငြိမ်နေပြီအရိယာပုတ်လေးကိုတည်ငြိမ်နေတာဘာလို့အဲ့လိုရိယဘုံလေးငြိမ်သွားတာလဲဆိုရင်ဝင်လေထွက်လေကိုဝင်တိုင်းထွက်တိုင်းအချက်တိုင်းအချက်တိုင်းတတိနဲ့မိနေလို့ ရိယာဘောလေးကလည်းငြိမ်နေပြီစိတ်ကလေးကလည်းအေးနေပြီခန္ဓာကိုယ်ထဲမှာအပူတွေလည်းရှင်းနေပြီဩစိတ်ဤချမ်းသာခြင်းဆိုတာဒါပြောပါလားလက်တွေ့ကြကြအာထုတ်တော့လက်တွေ့ကြကြအကျိုးခံစားရတာပေါ့တတိထားပေးပါတတိမလွတ်ပါစေနဲ့အရေးကြီးဆုံးကတတိပါပဲတတိရှိနေရင် ရိယပုရိယငြိမ်နေပြီကိုစိတ်ကိုကိုနိုင်သွားတယ်နောက်တော့လေးလေးတို့ထီဝင်သွားတယ်တို့တို့ပြီးတော့ទីလာတယ်ဩဒါရုပ်တရားလေးပဲနောက်တော့လေးလေးတို့ထီပြီးတော့ထွက်သွားတယ်နောက်တော့မှလေးလေးဝင်တိုင်းထွက်တိုင်းဩဒါရုပ်တရားပဲဒါရုပ်တရားပဲတို့တို့ပြီးတော့ទីလာဝင်လေးလေးကရုပ်တရားပါလားထွက်လေးလေးကရုပ်တရားပါလား ပေါ်တို့ဘဝတို့ခန္ဓာဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တန်ခွင့်ရနေပါလားဝင်လေထွက်လေတစုံပဲရှိနေပါလားလို့သိလိုက်တဲ့စိတ်ကလေးကနန္တရာရုပ်တရားနဲ့နန္တရာတတိကောင်းရင်ကောင်းတော့ရုံဏ်ကွဲပါတယ်တတိကောင်းရင်ကောင်းတော့ပညာပရမကွဲပါတယ်တတိကောင်းရင်ကောင်းတော့မရှိတရားနဲ့အရှိတရားကွဲပါတယ် ကဲယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီပညာပရမလည်း꽌ပြီရုံဏလည်း꽌ပြီမရှိတရားနဲ့အရှိတရားလည်း꽌ပြီဆိုရင်ခန္ဓာဘက်ကိုညံလက်ကြည့်လိုက်ပါရုပ်ကဘယ်သဘောရှိလဲနာမ်ကဘယ်သဘောရှိလဲညံနဲ့စောင့်ကြည့်လိုက်ပါယောဂီတို့ရှုမှတ်လာတော့7မိနစ်ကျော်လာပြီဒီတော့ တင်ပါးတွေလည်းပူလာမယ်တချို့ယောဂီတွေခြေပြားတွေကျန်လာမယ်ဒါကိုညာနဲ့စောင့်ကြည့်ပါဩတင်ပါးပူလာပြီတင်ပါးဆိုတာမှတ်လိုက်တော့ပညာတဘောပူရာကပရမတ်တဘောပညာတိန်ထပိတဝါတင်ပါးဆိုတာမှတ်တဲ့ဘောကိုဖြုတ်လိုက်ပရမတ်ဆိုတဲ့ပူတဲ့ဘောကိုနောက်ကညာနဲ့ကြီးလိုက်ပါ ပူတာဘယ်လိုလဲဘယ်လိုပူတာလဲပူတဲ့သဘောကဘယ်လိုလဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ပူတာလေးကဒိုးလာသလားဆိုးလာသလားညော့သွားသလားအတအားပူနေပြီညာနဲ့တခြားစုဆိုင်ကြည့်လိုက်တော့ပူတဲ့သဘောလေးကျသွားတယ်ကဲလို့ဆိုရင်တအားပူတဲ့သဘောလေးကပဲရောက်သွားရည်တယ်ပြက်သွားပြီအော်ပူတဲ့သဘောလေးလည်းမမြဲပါလား ဖះပြောတာဒါပဲတပ်ပြီးသင်္ခါရအနေဆပူတဲ့သဘောလေးလည်းမမြဲဘူးဒီပူတာကြီးကမချမ်းသာဘူးတပ်ပြီးသင်္ခါရဒုက္ခဆင်းရဲတယ်ဒါကြီးကိုမပူနဲ့လို့ငါပြောပန်ခွင့်မရှိဘူးတပ်ပြီးဓမ္မနတ်တာငါမပိုင်ဘူးဩခန္ဓာတဲမှာဖြစ်ချင်းပြချင်းပဲရှိတယ်ဖြစ်ချင်းပြချင်းပဲရှိတယ်ဆိုပြီးတော့နောက်ကညံကကွဲကွဲပြားပြားတိတိလာတယ် ခန္ဓာရဲ့သဘောတွေပဲဒါခန္ဓာရဲ့သဘောတွေပဲပူတဲ့သဘောလေးလည်းမမြင်ပြက်သွားတာပဲကျင်တဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်ဆူတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်အောင့်တဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်နားတဲ့သဘောလေးလည်းမမြင်ပြက်သွားတယ်အော်ခန္ဓာကြီးမှာဖြစ်ခြင်းပြက်ခြင်းပဲရှိပါလားညာကသိပြီလားယောဂီတို့လှုပ်ယူစရာမလိုဘူးညာကအလုံးလှုပ်သွားတယ် ညာကအလုံးလုံးသွားမှာပေါ့ရှေ့ကခန္ဓာကြီးကလည်းဖြစ်ချင်းပြချင်းတွေပြနေတာကိုညာကသူ့အလုပ်သူလုပ်တော့ယောဂီကထိုင်းပြီးကြည်နေုံကိုဘာမှလုပ်เสียရမလို့ဝင်ရှုပ်เสียရလည်းမလို့ငါလည်းရောเสียရမလို့ခန္ဓာနဲ့ညာနဲ့အလုံးလုံးနေလိမ့်မယ်ယောဂီတို့ရှုရင်မှန်ရင်ယုံနံကွယ်ရင်နဲ့ပူတဲ့သဘောကျင်တဲ့သဘောဆူးတဲ့သဘောအောင်းတဲ့သဘောတွေပေါ်လာမယ်မပေါ်နဲ့လို့ပြောလို့မှမရဘူး ငါမပိုင်ဘူးလေခန္ဓာရဲ့သဘောတည်းဒါကိုညာနဲ့ပဲစောင့်ကြည့်နေလိုက်ပူပစေခန္ဓာရဲ့သဘောပဲကျင်ပစေခန္ဓာရဲ့သဘောပဲနောက်ကညာနဲ့စောင့်ကြည့်အနေစာဘုရားကမမြဲဘူးလို့ပြောပြီးသားဒုက္ခဆင်းရဲတွေလို့ပြောပြီးသားအနတ္တငါမပိုင်ဘူးလို့ပြောပြီးသားအတုပါ ဘယ်နေရာကြည့်ကြည့်မတင့်တယ်ဘူးလို့ပြောပြီးသားဩချစ်ချင်းပြည့်ချင်းနေပဲရှိတာပဲနေသာဒုက္ခနာတအတုပဖြစ်ချင်းပြည့်ချင်းနေပဲရှိတယ်ဒါကိုညာနဲ့တိချာကြည့်ပါတတိထာဝရိယစပညာနဲ့စောင့်ကြည့်ပါတတိထာဝရိယစပညာနဲ့စောင့်ကြည့်ပါ ဘလိုဝေဒနာတံဖောက်ပြန်မှုတွေပေါ်လာပေါ်လာခန္ဓာရဲ့သဘောငါသဘောဆိုတာမရှိဘူးဒါခန္ဓာရဲ့သဘောတွေပဲနောက်ကညာနဲ့စောင့်ကြည့်လိုက်ရှာရှုเสียလည်းမလိုလိုက်ရှုเสียလည်းမလိုညာဆိုတာစောင့်ကြည့်ရတဲ့သဘောပဲဘာလို့စောင့်ကြည့်ခိုင်းတယ်လဲဆိုညာကမကြည့်လဲခန္ဓာကြီးကပြနေတာပဲပြပါစေဘောခန္ဓာကသူ့အလုပ်သူလုပ်တာပဲ ညာကလည်းကိုလို့ကိုလို့နောက်ကအေးအေးဆေးဆေးလေးစောင့်ကြည့်နေလိုက်ပူတဲ့သဘောလေးလည်းမမြဲကျင်းတဲ့သဘောလေးလည်းမမြဲဆူးတဲ့သဘောလေးလည်းမမြဲအောင့်တဲ့သဘောလေးလည်းမမြဲအနေစာပြက်ပြီးဘသူနဲ့ဆုံးဖြတ်ချက်ကြကြည့်မလဲဆိုညာနဲ့ကြည့်ပေါ့ခန္ဓာကဖြစ်ပြီးတော့ပြက်ဒုက္ခသစ္စာနောက်ကစောင့်ကြည့်တဲ့ညာကမေဃသစ္စာပဲ တတိထာဝရိယစတ်ယောဂီများလုံးတတိထာပါတတိမလွတ်ပါစေနဲ့ချိန်နိုင်တဲ့တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကယုတ်တရား ယုံနာတစ်ခုကိုညာတစ်ခုနဲ့ဆင်ကျင်ပြီးယောဂီညာအလုံးအချိန်စီပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာမိမိတို့ရဲ့ခန္ဓာကိုအရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးဖြုတ်ပါတရားဆိုတာနုညံ့နေတရားဆိုတာတိမ်မွေ့တယ်ယောဂီများအလုံး အချိန်စီပြီးမှတရားချလို့ရပါပြီ။